နယ်လေးဖြစ်လာဖို့မျှော်လင့်ပါတယ်ဆိုတဲ့အော်ဒီကတ်အာဆနယ်သင်းကောင်းဆောင်အော်ဒီကတ်ကဂျင်ယာဒီမှာစုဖလာတွေရယူနိုင်ဖို့ဆန္ဒပြပြနေပြီးတော့ဒီနေ့ကသူတို့ရဲ့နေ့ဖြစ်လာဖို့မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်အာဆနယ်အသင်းက2019 2020ရာသီမှာ FA ဖလာရရှိပြီးတဲ့နောက်မှာတော့မေဂျာဖလာတွေရယူနိုင်ခြင်းတော့မရှိသေးပါဘူးဒါပေမဲ့အာဆနယ်အသင်းကပြီးခဲ့တဲ့3ရာသီဇက်တိုင်းပရီးမီးယားလိမှာဒုတိယရခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီကချန်ပီယံလိပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်အထိကိုတက်ရောက်နိုင်ခဲ့ပါတယ်ဒါပြင်အာဆနယ်အသင်းက ာပေးမရလေးပွဲစဉ်6အပြင်မှာလက်ရှိချက်ပြရလစ်ပါဘူးအသင်းကိုကြော်ပြီးတော့အခုရလီပေးမရလေးချက်ပြရစုကိုရယူဖို့ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။ အာဆနယ်အသင်းအနေနဲ့အခုရာသီမှာရကာရဲအစီကီပါတို့လိုကစားသမားတွေကိုခေါ်ယူပြီးတော့အင်အားဖြည့်တင်ချတာကြောင့်လဲအော်ဒီကတ်အနေနဲ့ဆုဖလာရဲ့အယူဝပစ်မှာချနေတာပါအော်ဒီကတ်ပြောကြားချက်အရကတော့အသင်းမှာရှိတဲ့ကစားသမားတိုင်းကအမြင်မှုတွေယာယူဖို့ဆုဖလာရဲ့အယူဝတက်ဆက်ရထက်သန်နေကြတာပါဒါကိုလင်းချင်ရေးခွေးမှာကျွန်တော်တို့တွေတွေ့နိုင်ပါတယ်ဒီနေ့ကကျွန်တော်တို့ရဲ့နေ့ဖြစ်လာဖို့မျှော်လင့်ပါတယ်အဲ့လိုဖြစ်လာဖို့အတွက်လဲကျွန်တော်တို့အနေနဲ့အရာအားလုံးကိုအသုံးချသွားမှာပါလို့ပြောကြားခဲ့ပါတယ် ်အာဆနယ်အသင်းကအခုရာသီမှာပရီးမီးယားလိပွဲစဉ်6အပြင်ရမ73မှတ်နဲ့အစနစ်နေရာမှာရပ်တည်နေပြီးတော့အမတ်ပေးစရာထိတ်ဆုံးမှာကလစ်ပါဘူးအသင်းက15မှတ်နဲ့နှစ်မှတ်ပဲကွာဟန်နေပါတယ်။ဒါပြင်အာဆနယ်အသင်းကချန်ပီယံလိလီဖီအဆက်မှာလည်းနှစ်ပွဲကစားနှစ်ပွဲစလုံးအနိုင်ရချားသလိုခါလာဘောင်ဖလားမှာလည်းစလုံးထအဆင့်ကိုတက်ရောက်ချပါတယ်။